မင်းသားလေးတယောက်ရဲ့အကြောင်းကိုပြောမယ် just story နော်အဲ့တော့တော်တို့တခါတော့ကနော်မန္တလေးမြို့နဲ့6မိုင်ပဲယူဒီဝေးတဲ့ရွာတရွာရှိတယ်โอเคနားထောင်မယ်နော်အဲ့တော့ stock အကြောင်းပြောခဲ့ကျွန်တော် story line နေပြောမယ်အဲ့တော့အဲ့ဒီကောင်လေးရဲ့နာမည်ကဘလို့ဘသူလို့ခေါ်လဲဆိုတော့ကိုညံလင်းအောင်လို့ခေါ်တယ်နော်โอเคအဲ့တော့ तू ကမန္တလေးမြို့နဲ့6မိုင်ပဲဝေးတဲ့ရွာလေးမှာနေတယ် तू ကဘာကြိုက်လဲဆိုတော့ तू ကမိုးရင်ကတားကြိုက်တယ် မောင်ငါနော်အဲ့တော့မောင်ငါတိတ်ကိုကြိုက်တယ်သူကချောင်းသွားရင် तू तू မုံဘိုးရလာရင် तू ကဘာပဲလုပ်လဲဆိုတော့မောင်ငါပဲစားတယ်နော်အဲ့တော့မောင်ငါပဲစားတယ်အဲ့တော့ထူးထူးခြားခြားပဲအဲ့ဒီရွာမှာရွာလေချောင်းမှာစာတင်ချောင်းမှာမောင်ငါရောက်တဲ့အန်တီတယောက်ရှိတယ်နော်သူ့ရဲ့လက်ရာကအင်မတန်ကောင်းတယ်မောင်ငါကအင်မတန်ကောင်းတယ်အင်မတန်ကောင်းတော့ခုနကကိုညံလေးအောင်ဆိုတဲ့လူငယ်လေးကအဲ့ဒီမှာမောင်ငါတွေတွားတွားစားတယ်ရမ်းကြိုက်တယ်နော်ပြီးတော့ तू က အဲ့ဒီကောင်လေးကဘာတိလာလဲဆိုတော့အဲ့ဒီမိုဟင်းကားဇိုင်ရဲ့နံပါတ်1 cash flow နော်ကြာကြီးကြီးပြောတာပေါ့နော်အဲ့အဲ့ဒီကောင်လေးကတော့တိမအောင်ဘူးရွာသားဟိုဘလို့တိမအောင်ဒါကျွန်တော်နားလည်အောင်ပြောရတာနော်အဲ့တော့ဝင်ငွေလက်ပတ်စီးဆင်းမှုကိုတိတယ်နော်ဒီဖွားကြီးဒီ NTE ကမနေ့ဆိုရင်ဈေးတွေကိုသွားဝယ်တယ်ငားဝယ်တယ်နော်ငပြောဝင်ဝယ်တယ်အဲမုံမုံပတ်ဝယ်တယ်ဝယ်ပြီးတော့ခဏနေကြပြန်ရောင်းတော့ကြတော့မိုဟင်းကားဘိုးရတယ်ငဖယ်ကျော်ဘိုးရတယ် ဝင်ဝင်လက်ပတ်စီစဉ်မှုလည်းသိနေရ။အော်ဒီဖွားကြီးရဲ့ဝင်ဝင်လက်ပတ်စီစဉ်မှုကတရက်ကိုဆိုကြပါစို့တပေါင်းရှိနေတာပဲမြင်သွားတယ်။အဲ့လိုပဲဟောဒီဖွားကြီးမနေ့ကဟလာသူသူ့ရဲ့အဲ့သူဒီဘယ်လိုခေါ်မလဲဝယ်လိုက်တဲ့အရာကမနေ့က8000ပဲပေးရတယ်ညနေကျတော့ तू 1000ရတာဖြစ်တဲ့အတွက် तू 2000မြတ်တယ် income statement not profit and loss statement လို့ခေါ်တယ် income statement လို့လည်းခေါ်တယ် နောက်တစ်ထပ်ပြီးတော့မှဒီအဖွားကြီးမှာเนาะတဘူးပဲနှလုံးเนาะကျွန်တော်တို့ဗာလဲခုံပဲနှခုံပကံပနချက်အကုန်လုံးပေါင်းလိုက်တော့ဟာဒီဖွားကြီးဆိုင်တဆိုင်လို့ရပိုင်ဆိုင်မှုက3သိန်းလောက်ရှိတာပဲဒီဖွားကြီးရပိုင်ဆိုင်မှုအကုန်လုံးလည်းသိတယ်ပြီးတော့ဒီဖွားကြီးရပေးရန်ရှိရရန်ရှိတွေးတယ်တွေးပေးတာကြီးရရှိတာတွေကိုလည်းဒီကောင်လေးကသိနေတာအဲ့တော့ခင်းနေတာပေါ့ဖွားကြီးနဲ့အန်တီအန်တီနဲ့ဒေါ်ကြီးနဲ့ပေါ့နော်အဲ့တော့ဒေါ်ကြီးအာသားထဲ့တော့ဆိုဖွားပြီးတော့ဒီလိုနဲ့တဖြည်းဖြည်းနဲ့ကြီးလာတာ အကြီးလာတော့ဒီကောင်လေးကအလုပ်တွေလုပ်တယ်လုပ်တွေလုပ်တော့ငွေတွေစုမိလာတာစုမိလာတော့သူ့ငွေတွေကိုဘယ်နေရာမှာရင်းနှီးမြှုပ်နှံမှာမသိဘူးဒီတိုင်းစုထားတာเนาะဒီတိုင်းစုထားတော့အဲ့တော့မြန်မာပြည်မှာအဘန်မှာစုထားတယ်စုထားတော့အာနှစ်ဆမှာစုလိုက်တဲ့တသိန်းကဘန်မှာအပ်ထားတဲ့တသိန်းကနှစ်ကုန်တော့ကြာတော့ inflation rate နဲ့9000ပဲကျတော့တယ်ဟာထညာရဲဘာလဲထညာလုံးကိုဘာလဲခွေးရက်တယ်လို့เนาะ ဒီတညာလုံးခွေးရတယ်လို့လုံးဝပါတော့စိတ်ညစ်ဘာလို့အောင်မလဲမသိဘူးကိုယ်တိုင်ကုမ္ပဏီရဲ့လည်းမထောင်နိုင်ဘူးဆိုတော့အဲ့မှာဖြစ်ချင်တော့အဲ့ဒီအဲ့ဒီရွာမှာနော်အဲ့ဒီရွာမှာဘာဖြစ်လဲဆိုတော့စိတ်ခံတရားကြီးလာဆောက်တာဟမ်စိတ်ခံတရားကြီးလာဆောက်တော့လူတွေကလာကြတော့မှယုံရင်းစံခတ်ဒီမှာလာရင်လူတွေလာတော့တေးကြတယ်လူတွေကမြန်မာလူမျိုးတွေကမိုးဟင်းကစားကြနေမြန်အဲ့တော့မိုးဟင်းကစားကြရင်တော့နော်မိုးဟင်းကစားကြတဲ့အခါမှာ ဒီ NDE ဆိုင်ကိုသွားစာမှာသိကြတယ်။ဒါပေမဲ့ဒီ NDE ဆိုင်ကဘာမှအဲ့လိုကြည့်တော့အစ်မမြင်ဘူး။စစ်မြေ NDE သွားပြီ NDE 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 တို့ရွာမှာတော့အခုဒီလိုမျိုးတရားဆောင်မယ်နော်။အဲ့တော့လူတွေအများကြီးလာတော့မယ် NDE ဆိုင်ကောင်းကောင်းပြင်မာရတော့မယ်။ NDE ရဲ့ဘယ်သားရဲတဲ့ NDE မှာပတ်စံမှမရှိတာဘလို့မှလည်းမဟုတ်ဘူးဟိုမှာမန်လေးအဖွဲ့တဲ့ဆင်းလာတော့မှာနော်။မန်လေးကနော်စကရင်တွေကျွန်တော်မရှင်းပါနဲ့နော်။စတိုရီပြောလို့ကောင်းလို့ရှိသေးတယ်။ နော်ဒီမင်းသားလေးကကျွန်တော်တို့ဟိုမရောက်သေးဘူးလေနော်အဲ့တော့အဲ့တော့မန်လေးအဖွဲ့တည်းဆင်းလာတော့မှမြောင်းမြမိုဟင်းကားတို့ရန်ကုန်မိုဟင်းကားတို့မန်လေးဒေါ်ဒေါ်ဒါပါတော့ဒေါ်ဘူးစုမိုဟင်းကားတို့လာတော့မှဆိုတော့အဲ့ဆိုရင်ဒါသာဘလို့ရှင်လို့အဲ့ဆိုရင်ကျွန်တော်လူလိုလုပ်မယ်ဗျာကျွန်တော်ကိုရှယ်ယာခွဲပေး Andy နော်ကျွန်တော်အကုန်ဝယ်ထည့်မယ်နော်အဲ့တော့ဘာလို့လဲဆိုတော့သူ့ရဲ့ရှယ်ယာကိုကျွန်တော်တို့တွက်ထုတ်လိုက်ပြီးတော့မှ သူ့ရဲ့ရှယ်ယာတန်ဖိုးကိုကျွန်တော်ပေါင်းထည့်ပြီးတော့ကျွန်တော်အကုန်ပြင်ဆင်နေစိုင်းနေပြင်ဆင်နေဆိုင်ခန်းနေစောက်တယ် အဲ့မှာဖြစ်ရှင်တော့ခုနစိတ်ခံဘော်ဒရာကြီးရောက်လာတယ်။ရောက်လာတော့အာဝဲကြချမ်းကြဆိုတော့နေချင်းညာချင်းကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေကတက်သွားတာ။ငါဟိုတုန်းကတထောင်မှုပဲရောင်းရအောင်အခုကတရက်ကို2000 2သိန်း3သိန်းနေရောင်းရအောင်။ဟာအဲ့တော့ပြောလာပြီဒီဆိုင်ကြီးအရန်ကောင်းလို့တဲ့နော်။အဲ့တော့မန်းလေးကိုလာဖွင့်ပါတယ်ဆိုတော့ ဟာမန်လေးဖွင့်မယ်ဆိုတော့ကျွန်တော်တို့ franchise ပေးလိုက်ရောနော်အဲ့တော့မန်လေးကထားပါတော့ကိုသူရအောင်ကမန်လေးကမွေးငါရောင်းနေတယ်ကိုသူရအောင်တော့မရောင်းနေတော့ပါဘူးနော်ဆိုတော့မန်မန်လေးကမွေးငါရောင်းနေတော့ကျွန်တော်တို့ကအဲ့ franchise fee တွေလည်းရဟာဒါပေမဲ့နော်ဒါပေမဲ့မိုးရင်းကြတော့ border ကလူသိမ့်မလာတော့အကြောင်းဝယ်ကနည်းနည်းအေးသွားမြန်ရောအေးတော့ကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေနည်းနည်းကျမြန်ရောအဲ့လိုတက်လိုက်ကျလိုက်နေဖြစ်တော့နောက်ကြတော့ဆိုတော့ခုနကကိုညံလင်းအောင်ကဘာဖြစ်လဲဆိုတော့တခြားလုပ်ငန်းတွေမှာ သူရင်းနှီးမြှုပ်နှံကျင်တာနော်အဲ့တော့ရင်းနှီးမြှုပ်နှံကျင်တော့သူ့ရဲ့ဒီဆိုင်ရဲ့နော်ဒေါ်အေးမိုဟင်ငါးဆိုင်ရဲ့ပိုင်ပိုင်ဆိုင်မှုကိုသူကရှယ်ယာကိုတယောက်ယောက်ကိုသွားရောင်းမှာဟောကြမလားမိုဟင်ငါးဆိုင်ရှယ်ယာဟောကြမလားโอเคအဲ့တော့သွားရောင်းမှာသွားရောင်းမှာတော့အဲ့တော့ရွာထဲမှာလည်းအဲ့လိုရောင်းဝယ်လုပ်နေတဲ့သူတွေရှိတယ်နော်ရှိနေတော့ဖြစ်ချင်တော့ရွာထဲမှာအဲ့လိုရောင်းဝယ်လုပ်နေတဲ့သူဖြစ်တော့ကျွန်တော်ရဲ့အာမိတ်ဆွေကိုရဲနီဆိုတဲ့လူက အဲ့မှာပွဲစားဖြစ်နေတာဒီပိုင်ဆိုင်မှုလေးတွေဝယ်ရောင်းလုပ်ပြီးတော့သူကဘရိုကာပေါ့ပွဲစားဖြစ်နေတာဟဲ့ကိုရဲ့နေရင်တော့အိုးနော်ကျွန်တော်ဒီမှာကျွန်တော်ဒေါ်အိမ်ဝင်ငါးဆန်ကျွန်တော်ပိုင်ထားတဲ့ share ကအဆောင်ရင်9000လောက်ရှိတယ်နော်အဲ့တော့ဒေါ်အိကလည်းကျွန်တော်ရောင်းဝယ်ပြုတယ်နော်ဒါဆောင်ကိုကျွန်တော်ဟိုပါပဲပြီးတော့9သိန်းပဲပြီးတော့ကျွန်တော်ဝယ်တော့ကျွန်တော်9သိန်းဆိုတော့ share ဆောင်သိန်းစိမ့်နဲ့နော်သိန်းစိမ့်နဲ့ဆိုတော့အဲ့တော့ကိုရဲ့နေရလည်းရှာပေးတယ်ဟဲ့ဒီမှာဟေး ။နော်ကုညံလင်းအောင်ဆိုတဲ့ကောင်လေးကဒီမှာသူ့ရဲ့မွေင်းက share ဆိုင် share လာရောက်နေတယ်။တိတ်ဆိတ်နေတယ်ဝယ်ရလူဝယ်ရလူရှိတာ။ဟာလူဝယ်ကြတာဟာမို့ကျွန်တော်ဝယ်မှာအာမွေအဲ့မွေင်းကဆိုင်ကျွန်တော်သိတယ်ကျွန်တော်စားနေကြဝယ်ကြတယ်လူဝယ်ကြတာ။လူဝယ်ကြတော့အဲအာကျွန်တော်မရောတော့တော့ပြီ။နော် share မရောတော့ဘူး။နော်အဲ့တော့ဈေးတွေတက်လိုက်ကြလိုက်ရောင်းကြဝယ်ကြဖြစ်ကြတယ်။အဲ့တော့ကျွန်တော်ရဲ့เนาะမွေင်းကားဆိုင် share ကိုရောင်းလိုက်ရတယ်။အဲ့တော့ပိုင်ဆိုင်သွားတဲ့လူကဒီဒေါ်အေးမွေင်းကားဆိုင်ရဲ့ပိုင်ဆိုင်မှုကိုရတယ်။ ီတော့အေးမုံရင်ငားဆိုင်ရဲ့ရှုံးချင်းမျက်ချင်းကိုလည်းသူခံရတယ်အဲ့တော့ဒေဂျာတာတခုကတော့ခုနပြောသလိုပဲတော့ကျွန်တော်တို့ကမိုးရင်းဖြစ်တဲ့အတွက်တက်လိုက်ကြလိုက်တော့ဖြစ်မယ်သို့တော်ဒေါ်အေးကဒါစူးစမ်းနေတာဖြစ်တဲ့အတွက်သူကတနစ်တက်တနစ်တော့ဘာဖြစ်နေမလဲဆိုတော့တက်နေမှာသူတံပိုးကเนาะတံပိုးကကျွန်တော်တို့တက်နေမှာအဲ့တော့ဒါကတော့ကျွန်တော်တို့အဲ့တော့ကိုညာလင်းအောင်ဒီခြေထူးရသွားတဲ့ခါမှာမိုးရင်ကလည်းစားရတယ် နော်အဲ့တော့ပတ်စံနေလဲချမ်းသာကြွယ်ဝသွားပြီးတော့မှဘာမှမလုပ်တော့ပဲနဲ့အေးအေးဆေးဆေးနော်ပင်လယ်ကမ်းခြေမှာနော်ပင်လယ်ကမ်းခြေမှာနော်မော်ဒယ်ကဲလေးတွေနဲ့နော်ကိုညာနေအောင်မော်ဒယ်ကဲလေးတွေနဲ့အနားယူပြီးတော့နော်စိတ်ကူးညင်တာနော်အဲ့တော့ဆရာမပြောဆရာမလည်းပြဿနာတတ်တော့မှာပဲနော်အဲ့တော့စိတ်ကူးညင်နေပါတော့နော်အဲ့တော့အနားယူပြီးအေးအေးဆေးဆေးပဲငွေတွေဝင်တဲ့ဘဝကိုကျွန်တော်တို့ရသွားတယ်အဲ့ဒါဘာကြီးလဲသိလားကျွန်တော်ဘာကြောင့်ပြောသွားတာလဲသိလား stock market အကြောင်းပါခင်ဗျာ stock market အကြောင်းပြောသွားတာနော်အဲ့တော့ stock market အကြောင်းပြောသွားတာပြီးရင်ကျွန်တော်အဲ့ဒါကိုတစ်ခုချင်းစီကျွန်တော်လာမယ်အဲ့တော့ကျွန်တော်ဒီနေရာမှာလိန်စရာညာစရာကြီးရှိတာတွေ့လားမတွေ့သေးပါဘူးခင်ဗျာတွေ့သေးဘူးနော်ပြီးပါဦးလာမယ်